တဘာဝဘေးရန်နေရာကြောင့်မဟုတ်ဘဲလူတွေကြောင့်ပျက်စီးခဲ့ရတဲ့ထိတ်လန့်စရာအကောင်းဆုံးအဆောက်အဦ၅ခုနံပါတ်၁အမျက်ထော်ရင်အသက်နှုတ်သွားရင်စံဖုံကုံတိုက်ခမရသာဇိုင်းခံပြည်စည်းရရောင်းတဲ့ခင်မီကုံတားကြီးတခုမှာအေးအေးဆေးဆေးဈေးဝယ်နေတော့အပေါ်ကနေအဆောက်အဦကြီးတခုလုံးပြိုကျလာမယ်ဆိုရင်ဘယ်လိုလုပ်မလဲစိတ်ကူးကြီးရုံနဲ့ကြောက်စရာကောင်းတဲ့ဒီဖြစ်ရဟာ1995ခုနှစ်ကတောင်ကိုရီးယားနိုင်ငံဆိုးမြို့မှာတကယ်ဖြစ်ခဲ့ပါလိမ့် ဆမ်ပုံကုန်တိုက်ဟာမူလကရုံငန်းအဆောက်အဦအဖြစ်ဒီဇိုင်းဆွဲခဲ့ပေမယ့်ပိုင်ရှင်တွေကပုံပြီးအကျိုးမြတ်ရနိုင်တဲ့ကုန်တိုက်အဖြစ်ပြောင်းလဲခဲ့ကြပါသည်။အဲ့လိုပြောင်းရင်လည်းဇက်လီကားတွေထည့်ဖို့အတွက်အဆောက်အဦရဲ့ဝင်ကိုထမ်းထားပြီးအဓိကတိုင်လုံးကြီးတွေကိုဖျက်ထုတ်ပစ်ခဲ့ကြပါသည်။လူတယောက်ရဲ့ခြေထောက်အရိုးကိုထုတ်ပြီးမတ်တပ်ရက်ခိုင်းတယ်လို့ပါပဲ။မပြိုကျခင်ရက်ပိုင်းလိုမှာအကွဲကြောင်းတွေပေါ်လာတာမျိုးတွေဝန်ထမ်းတွေကတရီပေးခဲ့ပေမယ့်လေစီမံခန့်ခွဲသူတွေကဈေးဝယ်သူတွေနဲ့စီကားနေကြိမ်မလို့မျက်ကွယ်ပြုခဲ့ကြပါသည်။ အကျိုးစားကတော့အစာအုပ်တစ်ခုလုံးစက္ကန့်ပိုင်းတွင်ပြိုကျပြီးလူပေါင်း900နှစ်ယောက်ရဲ့အသက်ကိုနှုတ်ယူသွားခဲ့တာပါပဲ။ဒီဖြစ်ရဟာလူအသက်ထက်အမြတ်ကိုပူကြီးခဲ့တဲ့လောဘကြီးမှုရဲ့တတ်တည်တစ်ခုအဖြစ်တမိုင်းမှာကြံရည်ခဲ့ပါလိမ့်။နံပါတ်1အိမ်မက်တစ်ခုကနေဖြစ်လာတဲ့အန်ဒီရဲ့ရုရှားနိုင်ငံကနီကိုလိုင်ဆာတယာဂင်ဆိုတဲ့လူတယောက်မှအိမ်မက်တစ်ခုရှိခဲ့ပါလိမ့်။အဲ့ဒါကတော့ကမ္ဘာအမြင့်ဆုံးတစ်သားအိမ်ကြီးကိုဆောက်လုပ်ဖို့ပါပဲ။အဲ့လိုနဲ့သူဟာ1992ခုနှစ်မှာ အစီအစဉ်ပုံစံခွင့်ပြုချက်ဘာတစ်ခုမှမရှိပဲသူရဲ့အိမ်ကိုစတင်တိစောက်ခဲ့ပါသည်တထပ်ပြီးတထပ်15နှစ်ကြာတိစောက်ခဲ့ရမှာနောက်ဆုံးတော့73တပ်မြင့်နဲ့တစ်သားမျော်စင်ကြီးဖြစ်လာခဲ့ပါသည်ဒါပေမဲ့အင်ဂျင်နီယာပညာရေးမပါဘဲစောက်ခဲ့တာကြောင့်အဆောက်အဦးဟာတည်ငြိမ်မှုမရှိပဲအချိန်မရွေးဖြူကြနိုင်တဲ့အခြေအနေဖြစ်နေသလိုတစ်သားရည်နဲ့ပဲစောက်လုပ်ထားတာကြောင့်မီးလောင်လွယ်တဲ့အန္တရာယ်လည်းရှိနေခဲ့ပါသည်ဒေသခံတွေကသူ့ရဲ့ဒီဇိုင်းကိုအံ့ဩကြပါပဲအာနာပိုင်တွေကတော့ဒါဟာမတော်တဆမှုဖြစ်ဖို့စောင့်နေတဲ့ဘုံတလုံးလိုပဲလို့သတ်မှတ်ခဲ့ပြီး ်2009ခုနှစ်မှာတော့အများပြည်သူဘေးကင်းရေးအတွက်အဲ့ဒီအင်ဂျီကိုဖြိုချပစ်ခဲ့ရပါသည်။နံပါတ်3ဒေါင်းလိုက်လဲချသွားတဲ့ Lotus River site တိုက်ခန်းအစာဦးပြိုကျတယ်ဆိုတာအပိုင်းပိုင်းချိုးပြီးပြိုကျတာကိုပဲမြင်မှုကြမှာပါ။ဒါပေမဲ့2009ခုနှစ်ကတရုတ်နိုင်ငံရှန်ဟိုင်းမှာတော့စာသုံးနှမြင့်တဲ့တိုက်အစ်စ်ကြီးတစ်လုံးဟာတစ်ပင်တစ်ပင်ကိုခုတ်လဲလိုက်တယ်လို့မျိုးဘေးဆောင်အကောင်တိုင်းလဲချသွားခဲ့ပါသည်။ဒီဖြစ်ပြဟာခေတ်သစ်ဆောက်လုပ်ရေးလောကရဲ့အကြီးမားဆုံးသောအမှားတစ်ခုအဖြစ်အမှတ်တမ်းဝင်ခဲ့ပါသည်။ ဘာကြောင့်ဒီလိုဖြစ်သွားရလဲဆိုတဲ့အကြောင်းရင်းကလည်းရှင်းပါသည်မိုးတဲထန်စွာရွာသွန်းပြီးမြေကြီးတွေရေဝါနေတဲ့အချိန်မှာစောက်လွေသမားတွေကမြေအောက်ကားကိုရောင်စောက်ဖို့တူးထားတဲ့မြေကြီးတွေကိုတိုက်ရက်တစ်ဖက်ချမ်းမြေကဘာနောက်မှသွားပုံခဲ့ကြပါသည်ရေဝါနေတဲ့မြေပေါ်မှာအလေးချိန်မညီမျှတော့တဲ့အခါတိုက်ရောက်ကမြေကြီးတွေကဝင်းကိုမနိုင်တော့ဘဲတချမ်းစောင်းပြီးတော့လဲကျသွားခဲ့တာပါလူတယောက်ပဲတည်ဆုံးခဲ့ပေမဲ့ဒီဖြစ်ရဟာစောက်လို့ရမလှုပ်လိုက်တဲ့ပေါ်ဆမှုသေးသေးလေးတစ်ခုကဘလောက်ကြီးတဲ့အန္တရာယ်ဖြစ်သွားနိုင်လဲဆိုတာသက်သေပြနေပါရီနံပါတ်၄ တရေစီးနေတဲ့ Hotel of Doom မြောက်ကိုရီးယားနိုင်ငံပျုံယန်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ Rugya Hotel ဟာ Hotel of Doom ပျက်စီးခြင်းရဲ့ Hotel ဆိုတဲ့နာမည်နဲ့နာမည်ကြီးပါရီအထက်တရ၅တက်မြင့်တဲ့ဒီပိရမစ်ပေါ်အဆောက်အဦကြီးကို1989ခုနှစ်မှာကမ္ဘာအမြင့်ဆုံး Hotel ဖြစ်ဖို့ရည်ရွယ်ချက်နဲ့စတင်ဆောက်ခဲ့ပါရီဒါပေမဲ့1992ခုနှစ်မှာစီးပွားရေးအချက်တဲကြောင့်တည်ဆောက်မှုကိုရပ်တန့်လိုက်ရပြီးဘရင်မောက်တောင်မပါတဲ့ကွန်ကရစ်အယိုးစုကြီးတွေဖြစ်နှစ်ပေါင်းများစွာတည်ရှိနေခဲ့ပါရီ။ အပြင်ကားကြည့်ရင်လှပအောင်မှန်နေမီးတွေနဲ့အလားစင်ထားပေမယ့်သူရဲ့အတွင်းပိုင်းကတော့အသုံးမပြုနိုင်သေးပဲဟာလာဟင်းလင်းဖြစ်နေစေလို့ယူဆရပါသည်ဒီအဆောက်အဦဟာနိုင်ငံရေးရကြွားဝါခြင်းနဲ့စိတ်ကလူရီရဲ့ဘေးကင်းလုံခြုံမှုအထက်ပိုအရေးကြီးသွားတဲ့အခါဖြစ်လာတဲ့အန္တရာယ်ရှိတဲ့ပြရယုတ်တစ်ခုပါပဲနံပါတ်5ဇိုင်းငန်တိုက်ကနေဒေါင်းလိုက်ကျူးကျော်ရက်ကွက်ဖြစ်သွားတဲ့ပွန်တီစီတီတောင်အာဖရိကနိုင်ငံဂျိုဟန်နက်စ်ဘတ်မြို့က54တက်မြင့်နဲ့ပွန်တီစီတီတိုက်ကြီးဟာ တချိန်ကတော့ခင်မီဇိန်ကန်လူနေမှုဘဝရဲ့တင်ကြေးတာတစ်ခုဖြစ်ခဲ့ပါရီဒါပေမဲ့အချိန်တို့အတွင်းမှာပဲအာဖရိကတိုက်ရဲ့အန်ရဲ့အရှိဆုံးဒေါင်းလိုက်ကျူးကျော်ရက်ကွက် Vertical Slam အဖြစ်ပြောင်းလဲသွားပါရီနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူရာဇဝတ်ဂိုင်းနေမူးယစ်ဆေးဝါးရောင်းဝယ်သူတွေဒီတိုက်ကြီးမှာကြီးစိုးလာခဲ့ပါရီပြည်ပြင်ထိန်းသိမ်းမှုတွေမရှိတော့ပဲဓာတ်လီကားတွေပြက်မြူတွေပြက်နဲ့တိုက်တစ်ခုလုံးအမှောင်ကျသွားခဲ့ပါရီအစိုးဆုံးကတော့တိုက်ရဲ့အလေပဟိုကအခေါင်းပေါက်ကြီးထဲမှာလူတွေဆွန့်ပစ်တဲ့အမိုက်တွေစုပုံလာတာကြောင့်၅တက်လောက်မြင့်တဲ့အထိပါပဲ ီတိုင်ကြီးဟာအင်ဂျင်နီယာမှာကြောင့်မဟုတ်ဘဲလူမှုအတိုင်းဝိုင်းကြီးတစ်ခုပြိုလဲသွားတဲ့အခါမှာခင်မီလာပွားတဲ့အဆောက်အုံကြီးတစ်ခုဘလို့ပြက်စီးသွားနိုင်လဲဆိုတာနမူနာအဖြစ်ရက်တည်နေပါသေးတယ်။